အားလုံးပဲမင်္ဂလာပါကင်မရာဝင်ရှိကိုတစ်ခေါက်တစ်ခါတော့ရောက်လာပြန်ပြီပေါ့လေอืมဒီတစ်ပတ်ကတော့ယုံတင်တဲ့ကားကြီးကအတူးနဲ့နှစ်ညသုံးရက်ပေါ့လေဒီအတူးကတော့ဆယ်ခွဲတက်တင်တယ်ဒီနှစ်ညသုံးရက်ကတော့သုံးခွဲ6ပေါ့လေအခုနောက်ပိုင်းထူးခြားတာကတော့ဗျာအရှိပိုင်းနှစ်ချိန်ကိုရုပ်ရှင်ကားတကားတင်နောက်ပိုင်းနှစ်ချိန်ကိုရုပ်ရှင်ကားတကားတင်ပေါ့လေအရင်ကလို့ဂျားဖြတ်ပြီးမတင်တော့ဘူးပေါ့အဲ့တော့ဒီတစ်ပတ်ကတော့ဆယ်ခွဲပွဲရောက်တာဆိုတော့ဆယ်ခွဲတင်တဲ့ကားအတူးကိုကြည့်ရမှာပေါ့လေပိုစတာကြည့်ရတယ်တော့တခုတော့စိတ်ချမ်းလာတယ်ဗျာပါသမ ्या သေးဦးဆောင်တွေအကုန်လုံး ရှုပ်ရှက်ခတ်ပြီးရောထွေးပြီးထည့်ရအောင်ပေါ့ဗောမြင်မြတ်တယောက်တည်းတင်သားရယ်ဗောလေပိုစတာကတော့ပါတဲ့သေယောဆောင်တွေကတော့မြင်မြတ်ကေရန်အောင်ရယ်ပိုးမမီတာရယ်စနိုးကြည့်ယူရယ်ဗောလေအရန်အောင်ကားကြီးမကြည့်တာကြဘူးရန်အောင်တော့ပြင်မြင်ရမယ်ဗောလလန်းနဲ့ဒရိုက်တာဝင်းလင်ထွက်ဇန်ညွန့်ကတော့ဒီဒီထအောင်ဇန်ညွန့်ဒီဒီထအောင်ဆိုလို့ရှိရင်တော့ဟာတာပါလိမ့်မယ်သူကတဲကားရိုက်တာတော့ဟာတာရဲ့ရေးတဲ့ပုံကိုဆိုတော့ဒီဒရိုက်တာဝင်းလင်ထွက်ကတော့ဒါအကယ်ဒမီသုံးစုရတာတယ်သူကမုံဆွဲစကားရယ်ကံကောင်းရင်လည်းသူက DOB ပေါ့လေ ဇလန်တပ်ပုံစုရတာလေပြီးတော့အိမ်မက်ကာယန်နဲ့အကောင်းဆုံးဒရိုက်တာစုရတာတာပေါ့လေ DOB ရနေပြီးတော့ဒရိုက်တာဖြစ်တာဆိုတော့တေချာတစ်ခုကတော့သူ့ရုပ်ရှင်ကရိုက်ချက်တွေကတော့အရန်လှလိမ့်မယ် color grading တွေပါကြီးကတော့လုံးဝ share ဖြစ်နေလိမ့်မယ်အဲဆိုလို့ရှိရင်တော့ကျွန်တော် trailer ကြည့်ပြီးပြီဆိုတော့တော့ဒီဇလန်လေးခံမှန်းကြည့်မယ်ပေါ့လေဇလန်ကတော့ဗျာအဲရှမ်းပြည်နယ်ဘော်ဆိုင်ဆိုတဲ့မြို့လေးကိုဒါပုံမီတာရောက်လာမယ်ကျော်ဝင်ပါလေနာမည်ကခင်လေးအဲပုံမီတာပြောရမယ်ဆိုလို့ရှိရင်ဆရာဝင်မပေါ့လေအဲ့မှာမြင်းမြတ်ကဘုန်းကြီးကျောင်းသားတက်ကူရေပဲတိုက်တာပါခင်ဗျာ ဖုန်းမမိသားလေးကိုကြိုက်နိုင်မယ်ဒီရွာသားလေးပေါ့ဗျာအစင်တန်းချင်းမတူဘူးအဲ့ဒါကိုကြိုက်မယ်အချစ်ဇလန်အချစ်ဇလန်မှာရန်အောင်ကဗီလိန်ဖြစ်မယ်ထင်တယ်ဗျာရန်အောင်ကတော့အဲ့ဒီမြို့လေးမှာရှိရဲ့ဆေးဆရာလိုလိုဘာလိုလိုဖြစ်နိုင်မယ်ပေါ့ဗျာအဲ့မှာဖုန်းမမိသားရောက်လာတော့သူဘယ်လိုပြောမလဲစီးပွားရေးတိတ်မကောင်းဖြစ်နိုင်မယ်အဲ့မှာလိုက်ပြီးတော့ဖျက်လို့ဖျက်စီးလို့မယ်ပေါ့အဲ့မှာမှအထင်တွေလွဲပြီးတော့ဒီပုံမိသားပြန်သွားတဲ့အချိန်မှာမြင်းမြဲအကြောင်းမို့လို့ပြန်သွားရဲဆိုပြီးတော့ပြဿနာကြီးတက်ကြမယ်ပေါ့လေ ဒါတော့ကျွန်တော် trailer ကြည့်ပြီးဇလန်းခံမှန်းတာပေါ့လေသူက1990ပြည်နေဝင်ကျင်နေကာလာကိုပြင်ပြီးအခြေခံလာရဲဆိုတော့လေအဲ့ချိန်တော့ကလိုရော internet မရှိဖုန်းမရှိဆိုတော့လိုအထင်လွဲဟာအဲ့လိုကိစ္စမျိုးတွေကဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့လေအဲ့တော့ဘယ်လိုရိုက်ထားမလဲဆိုတော့အရင်ကြည့်လာအောင်မကြည့်ဘူးတော့မှကျွန်တော် review တွေပြပြောပြအဖူကတော့ကြည်ပြီးသွားပြီ။အဲပထမဆုံးအနေနဲ့ ုံနယ်မွေးငမှာကျွန်တော်ဇလန်းခံမှန်းခဲ့ရေပေါ့နော်အဲ့ခံမှန်းလာနေဆိုလို့ရှင်ရှစ်ဆရာကတော့မှန်းလေဗျာနေထရီလာရဲမှာတော့ဇလန်းကြီးတစ်ခုလုံးကပါသူလို့ဖြစ်သွားရေပေါ့လေနည်းနည်းလေးပြန်နှူးရမှာဆိုလို့ရှင်တော့အတူအားဖုန်ကြီးကြောင်းတာသူတို့ရွာကိုဘုံမိတာဆရာဝဲမလေးရောက်လာရေအဲ့ဆရာဝဲမလေးရဲ့အပြင်ကိုရန်အောင်ပေါ့နော်ရန်အောင်ကတော့ဟုတ်ပါရဲ့ဘိန်းတော်ဆရာပါဘိန်းတော်ဆရာကနေပြီးတော့ ဦးမမီတာကိုလည်းမနာလို့ဖြစ်တယ်ပေါ့ဗျာမနာလို့ဖြစ်တဲ့အချိန်မှာသူတို့နေအဆင်မပြေဘူးပါအဆင်မပြေဘဲနဲ့ဘီလင်းဆန်ဆန်နေလုပ်တယ်ပေါ့ဗျာအဲ့ကြားရဲမှာမှဒါအချက်ဇလန်လေးပေါ့ကျွန်တော်ယခုစဉ်းစားလို့မရတာဗျာအချက်ဇလန်ဗျာသိရမလားရိုက်လိုက်ဗျာဒါပေမဲ့ဟာတာကြီးအတင်းပြုတ်သိပြီးမထင်နေပေါ့လေဟာတာကြီးကတော့မလိုလားဘယ်နဲ့ထည့်တာများလို့နေလို့ထင်တယ်ပြီးတော့တချို့ဟာတာကြီးတို့ကျွန်တော်တယောက်တည်းအမြင်ရဆိုလောကမကြီးရဘူးပေါ့လေအဲ့လိုတော့နေနေရှိရပေါ့အဲဒီကနေ့ပတ်သက်ပြီးတော့ကျွန်တော်သဘောကျတဲ့အချက်တွေရောသဘောမကျတဲ့အချက်တွေရောရှိရပထမဆုံးအနေနဲ့ကျွန်တော်သဘောကျတဲ့အချက်အချက်တွေအရင်ပြောချင်ပါတယ်အဲ့ဒါကတော့ဗျာဒီ ရိုက်ချက်တွေပေါ့ဒါဒရိုက်တာအဝင်းလင်ထပ်ကသူကိုယ်တိုင် DOB လုတ်ခဲ့တာဆိုတော့ရိုက်ချက်တွေအရန်လာဟိုဘယ်လိုပြောမလဲကျွန်တော်ပြဒီဘော်ဆိုင်ဆိုရယ်ဒီမျိုးလေးတစ်မျိုးအထိကိုသူကသွားပြီးရိုက်ထားဖြစ်တဲ့တော့အဲ့ဒီမျိုးရဲ့အလှအပတွေအကုန်လုံးပေါ်ရတယ်လေဆိုတော့ဒီ DOB ကဒီကားမှာ DOB ကတော့ဘယ်လိုလုပ်လဲတော့မသိဒါပေမဲ့သူလည်းတော်တော်တော်ပါတယ်ဟိုဗျာကျွန်တော်ရုံမာလာကြည့်တဲ့အချိန်မှာဟာဒီရုပ်ရှင်ကောင်ကိုရုံမာလာကြည့်ရအာမိုက်တယ်ကွာဆိုရယ်ခန်းသားချက်မျိုးကိုပေးနိုင်တယ်ဗောလေ ိမ်မှာ TV နဲ့ပြန်ကြည့်ရင်တော့ဒီဖုန်းလေးနဲ့ပြန်ကြည့်ရင်တော့အဲ့မှုမျိုးရအောင်မဟုတ်ယုံမာလာကြည့်ရတဲ့အချိန်မှာယုံမာကြည့်ရတဲ့ဆိုရင်ခံစားချက်ကိုပြုတ်သွားပေးနိုင်တယ်ပြီးတော့နောက်တစ်ခုတစ်ယောက်ကကြတော့ဘိုးမမိသားပေါ့ဘိုးမမိသား အာပြောမယ်ဆိုလို့ရှိရင်သူကတော့တော်တော်ပင်ပင်မန်းသေးဟုတ်ဆောင်ရတယ်ဗောလေဆရာဝန်မဆစ်စစ်ကိုဆရာဝန်ကကထိုက်တာသေးဟုတ်ဆောင်ခိုင်းတာဆိုတော့အားရနောက်တာသူကဗျာဟိုပြောမယ်ဆိုလို့ရှိရင်ဗျာ तू ပါတဲ့ကားကြီးတော့ကျွန်တော်အများကြီးမကြည့်ဘူးဒါပေမဲ့သေးကြတခုကတော့ဟာပိုးမီတာဆိုတဲ့နာမည်တခုမြင်လိုက်ပြီဆိုလို့ရှိရင်ဟာအော်ဟစ်အော်ဟစ်စူညံနေရဲ့ရုပ်ရှင်ကတော့မဟုတ်ဘူး तू ဝင်သေးဟုတ်ဆောင်ရတယ်ဆိုရယ်ခံစားချက်မျိုးကိုရရတယ်ဗောလေပြီးတော့ဒီကားရဲ့မှာဆိုလို့ရှိရင်ဗျာသူတို့1990ပြည့်နှစ်ဝင်ချင်း ဟိုအခြေတရာဖြစ်တဲ့အတွက်သူရဝတ်စားစင်ရင်ပေါ့ဗောဖက်ရှင်ပေါ့လေအဲ့ဒါကြီးကဆာသူတေချာလေးပြင်လာတာတွေ့ရဗျာဒါကတော့ဒရိုက်တာပဲညွှန်ကြားလို့လားသူကိုရမ်းပဲတေချာပြင်ဆင်လာတာတော့မသိဘူးပေါ့လေဒါပေမဲ့ဒီကားနဲ့ပတ်သက်ပြီးတော့စိတ်ထိတ်ပြီးသေုပ်ဆောင်တာတော့တွေ့ရတယ်တခြားသေုပ်ဆောင်တွေအကောင်လုံးလည်းကောင်းပါတယ်ဒါပေမဲ့အားလုံးထဲမှာပါကျွန်တော်အကြိုက်ဆုံးတယောက်ကိုရွေးပါဆိုလို့ရှင်တော့ကျွန်တော်ဘုံမီတာကိုရွေးချင်ပါတယ်ဒလန်ကတော့ဘာမှထူထူမဟုတ်ဘူးပေါ့လေဟို 就拿十万元交开走呗，出来旅游呢，看盘路也是难得哟。像这我们家也去旅游呢，交进来花的。那时候就拿聊天面来嘛，这边的玩笑的也一点，啊，现在把我们家收编的有，一点，而且嘛，中午中间那一格不要，我都给我们来。 ပြ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 ရဲ့ပုံစံမျိုး close shop တွေအရင် shop တွေအရင်များလွန်းနေပေါ့လေအဲ့ဒါကတော့တချို့အခန်းတွေမှာ loop up ပဲမှာတချို့အခန်းတွေမှာတော့မ loop up ပဲအရင်များလွန်းနေလို့ထင်တယ်ပေါ့လေဒါကလည်းကျွန်တော်တယောက်တည်းအမြင်နဲ့ပြောတာပါအဲ့လိုမရိုက်လဲဘာမှတော့သိမဖြစ်ဘူးပေါ့လေပြီးတော့ဇလန်းပြဇလန်းဆိုလို့ရှိရင်ကျွန်တော်ဆယ်နာရီခွဲအကြည့်တာအခုထွက်လာတဲ့အချိန်ဆိုလို့ရှိရင်ဆယ်နာရီခွဲဆိုတော့ပြောမယ်ဆိုလို့ရှိရင်တနာရီနှစ်နာရီနီးပါးကြာတယ်ပေါ့တကယ်လားတချို့မလိုလားအဲ့တဲ့ဟာတာခန်းတွေကို short ချလိုက်မယ်ဆိုလို့ရှိရင် တနာကြီးခွဲလောက်နဲ့ချစ်ချစ်လေးလေးနဲ့ဇလန်းကဒီထက်ပိုပြီးတွတ်မယ်လို့ထင်တယ်ပေါ့အခုကဗျာဒီဘယ်လိုပြောမလဲစိုက်ကရက်တာတွေအတွက်ကိုလုခွင့်နေပေးထားရဲ့အတွက်မလို့လားပဲဇလန်းကြီးကရှည်နေရလို့ထင်တယ်ပေါ့လေဒါပေမဲ့ဒီကျွန်တော်မြမယူကကြည်ကြည်မှုတွေတော့ပေါအောင်ထည့်ရွာရဲဥမာလွတ်လပ်ရေးနေမှာပျော်ပွဲရှင်ပွဲလောက်တာမျိုးခုံကြီးចောင်းသားတယောက်ကအနေထားမျိုးအဲ့လိုဟာမျိုးလေးတွေထည့်ရွာရဲတွေတော့ကျွန်တော်သဘောကျတယ်ပေါ့လေဒါပေမဲ့ဗျာအဓိကအသေးဆုံးဆိုအတူကရက်တာပေါ့လေအတူကရက်တာတနာဖို့ကောင်းအောင်ပါဗျာပြဿနာကနောက်ဆုံးမှတနာဖို့ကောင်းအောင်တော့အတင်းလောက်ရွာရဲဒါပေမဲ့ တနာစရာမကောင်းဖြစ်နေတယ်ပေါ့လေအဲ့ဒါတော့နည်းနည်းစားရပြီဥမာသူကဖုန်းကြီးကြောင်းသားစာမတက်ဘူးဟိုဘယ်လိုပြောမလဲနည်းနည်းညံနေရပေါ့ဗျာညံနေရဆိုမှ तू တွဲတွဲလုတ်လိုက်တိုင်းမှာ तू မခံရအောင်ပဝင်းကျင်အားကြီးပဲခံနေရအဲ့တော့သူ့ပုံစံကတနာစရာမကောင်းတော့မှန်မှန်သလိုရှိရင်ပဝင်းကျင်ကဗျာသူ့ကိုအနိုင်ကျင့်လို့သူ့ကိုဒုက္ခပေးလို့ သူကအမြင်နဲ့ခံနေရတယ်ဒီဆီယာမာလေးနဲ့တွေ့တော့မှသူ့ကင်တိန်မဲ့လူတယောက်ပေါ်လာတယ်အဲ့လိုမျိုးဆိုလို့ရှင်တော့သူ့ character ပုံပြီးတနာဖို့ကောင်းမယ်လို့ထင်တယ်အခုကတနာစရာမကောင်းဘူးဖြစ်နေတယ်ပေါ့လေပြီးတော့ဗျာဟိုဘယ်လိုပြောမလဲတေးချိုင်းတောက်ထောက်ပြီးလိုက်ကြည့်မယ်ဆိုလို့ရှင်တော့အားနေချက်လေးရောရှိတာပေါ့လေဒါလည်းသူ့ကနေသူအားသာချက်အားနေချက်ကောင်းရှိမှာပါဒါပေမဲ့ဟိုကျွန်တော်တနာပါကျွန်တော်တနာပါကျွန်တော်ကတနာစရာကောင်းပါတယ်ဆိုရင်အပြောမျိုးတွေပြောနေတတိယကတော့တနာဖို့ကောင်းမှာမဟုတ်ဘူး ဲ့လိုမျိုးပဲနဲ့ပြိတ္တကနေကြည်ပြီးတော့မှအော်သူကတော်တနာမှုကောင်းပါလားဆိုပြီးဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းမယ်လို့ထင်တယ်ဗျ။ဘော်ဆိုင်မျိုးအထိတကူးတကသွားရတယ်ဗျ။ဒါကလည်းပြောမယ်ဆိုလို့ရှိရင်တော့ဒီဆက်ဖွဲ့သားတွေရောဒါရိုက်တာရော production coach ရောဟို production team ရောအကုန်ခံမျိုးပမန်းခံပြီးသွားရတာ production coach တွေလည်းအများကြီးကုန်ပါ အဲ့ဒီအတွက်လည်းတခြားကားတွေနဲ့တော့မတူဘူးဒါပေမဲ့ဒီနေရာမှာကိုရီးယားကားတွေနဲ့နည်းနှိုင်းရှင်ပြီးတော့ပြောကြတယ်ဒါကိုရီးယားကားတွေနဲ့နှိုင်းရှင်ပြီးပြောဆိုကိုရီးယားကားလို့ရိုက်လို့တော့ပြောတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုရီးယားရုပ်ရှင်ကားတွေမှာ CV ပဲဖြစ်ဖြစ်ရုပ်ရှင်ပဲဖြစ်ဖြစ်အဲ့လိုမျိုးအတာမန်အရောက်ပေါက်နေတဲ့နေရာသွားပြီဆိုလို့ရှိရင်အဲ့နေရာမှာရှိတဲ့အထင်ကရနေရာတစ်ခုခုဒါမှမဟုတ်ရှင်အဲ့ဒီသားအတွက်အစားတောက်တစ်ခုခုကိုသူတို့ထည့်ရိုက်ပြလေးရှိတယ်ဗျဒီကားမှာဗျအဲ့လိုမျိုးရိုက်ပြလို့ရတဲ့အခွင့်အရေးမျိုးတွေရှိရယ်ပေါ့လေ ဒါမဲ့လည်းမပါလာဘူးပေါ့အဲ့ဒါကတော့နည်းနည်းလေးအားမလို့အားမရဖြစ်တာပေါ့လေဥမာဟိုရုပ်ရှင်ကားနဲ့မဆိုင်တာပြောရမယ်ဆိုလို့ကျွန်တော်ဒါတမိုင်းနဲ့မှပါတာပေါ့လေဒီဘော်ဆိုင်မျိုးကတစ်ချိန်တစ်ခါတော့ဒါအလောင်းစီသူမင်းကြီးခြေတိုင်းကန်းလေးတဲ့အချိန်မှာရောက်တယ်ပေါ့လေအရင်တော့ရည်ရည်ရှိတယ်ပေါ့လေအဲ့ဒါကြောင့်မို့အဲ့နေရာမှာသူဖျားကြီးတဲခဲ့ဆိုပြီးတော့စာရဲမှာတော့ဖတ်ဘူးရပေါ့အဲ့အဲ့လိုမျိုးအထင်ကရနေရာတစ်ခုခုရိုက်ပြတာမျိုးပါမယ်ဆိုလို့ကျွန်တော်ဒီထပ်ပို့ပြီးတော့ပြည့်ပြည့်စုံမယ်လို့ထင်တယ်ပေါ့လေဒါကလည်းဗျာကျွန်တော်တို့ဒီ program တည်တည်လေးကျွန်တော်ကျွန်တော် program ပေါ့ Mr. Lu program တည်တည်လေးတောင်မှရောင်းချပြီးရ resource နဲ့ ကန့်သက်ချက်တွေနဲ့ကြိုက်ရတာဆိုတော့သူတို့ဆိုကျွန်တော်ထက်တောင်ပုံများအောင်ပါပဲအဲ့ဒီတော့သူတို့ရှိတဲ့အချိန်ကာလတစ်ခုအတွင်းဒီအကန့်သက်ရှိတဲ့ resource တွေအတွင်းမှာအကောင်းဆုံးဖြစ်အောင်ရိုက်ခဲ့တာပေါ့လေဒါကတော့ကျွန်တော်အမလို့အမများဖြစ်မိတဲ့အချက်ကိုပြောပြတာပါနောက်တစ်ချက်ကတော့ကျွန်တော်ဇသိန်းကြီးကိုတော့တိတ်တဘောမကြောက်ဘူးဇသိန်းကြီးကလည်းနည်းနည်းမြမကားဆန်လုံးနဲ့မြမကြိုက်ဆန်လုံးနဲ့လိုရနေထင်တယ်ကြာဟိုဘယ်လိုပြောမလဲတနာပြီးကြံခဲ့မဲ့ဇသိန်းမျိုးဆိုလို့ရှင်တော့ပူကောင်းတယ် အဒီကားရဲ့မှာဆိုလို့ရှိရင်လည်းဒါသူ့ဘော်ဓာကြီးအကောင်လုံးကမြင့်မြတ်ကိုဝိုင်းပြီးတွန်းပို့ကြရတယ်ပေါ့ဗျဆရာမလေးနဲ့ဆိုပြီးတော့တကယ်လဲတွန်းပို့တဲ့အချိန်မှာကာယံကန်ရှင်မြင့်မြတ်ကိုယ်တိုင်ကစိတ်မပါဘဲနဲ့ဟာငါတို့တော့အစင်တန်းချင်းကွာတယ်မဖြစ်ပါဘူးကွာဆိုပြီးတော့သူလျှော်ပြီးနေတယ်ဗျာနေတဲ့အချိန်မှာမှဆရာမလေးရဲ့ရည်စားဖြစ်ဖြစ်စိတ်သက်သာတဲ့လူဖြစ်ရောက်လာရောက်လာတဲ့အချိန်ကျမှဂမူးရှုရိုးတွေထလုပ်ပြီးတော့အထင်လွဲရည်ဖြစ်တယ်ဆိုလို့ရှိရင်တော့ပူကောင်းမယ်လို့တော့ထင်တယ်ပေါ့လေအဲ့ချိန်ကျတော့မှတနာစရာကြီးဖြစ်ပြီးတော့အဲ့တခုခုချေကွဲစရာကြီးနဲ့ဆုံးသက်သွားတယ်ဆိုလို့ရှိရင်ဇလန်းလေးကပူမိုက်မယ်ထင်တယ်ပေါ့အခုကတော့နည်းနည်းတမေယူကြဆန်ပြီးတော့ ဟာဇက်နာအောင်တော့လုတော့မှာပဲဆိုပြီးကြိုပြီးတော့သိနေရတယ်။အဲလိုအဲ့လိုမျိုးဖြစ်နေရပါလေ။ဒါပြော over all ခြုံကြည့်မယ်ဆိုလို့ရှိရင်တော့ကောင်းပါရဲ့။ဒီကြည့်မှုနေကြလူအများကြီးပါပြီးစူညံနေရဲ့ရုပ်ရှင်ကားကြီးထတော့အများကြီးတာရဲဇလန်းဆိုင်ခိုင်ခိုင်မာမာရှိရဲ ပုံမှန်မြင်နေကြရှုခင်းတွေနဲ့ပွဲပြားထူးခြားတဲ့မြင်ကွင်းတွေကိုလည်းမြင်ရတယ်ရိုက်ချက်တွေလည်းအရန်လှတယ်ရုပ်ရှင်ကားတကားဆန်တဲ့ခံစားချက်ကိုအပြည့်အဝခံစားရတယ်ပေါ့ကျွန်တော် ရုပ်ရှင်ရုံမှာရုပ်ရှင်လာကြည့်ပြီးတော့ဟာဒါရုပ်ရှင်ကားကြီးလားဆိုပြီးတော့ဗျာပြန်ပြီးမေးခွန်းထုတ်ရတဲ့ကားကြီးအများကြီးကြည့်ခဲ့ဘူးလေပေါ့လေဒီကားကတော့အဲ့အဲ့လိုမဟုတ်ဘူးဟာကရုပ်ရှင်ကားကြီးကြည့်နေတာပဲဆိုတော့ခံစားချက်ကိုတော့ခံစားရတယ်ပေါ့ rating အနေနဲ့ pay solution တော့ကျွန်တော်10မှာ9လောက်ပေးချင်ပါတယ်ကျွန်တော်ခုနပြောသလိုပဲစက်သိန်းကိုကျွန်တော်မကြိုက်ဘူးပြီးတော့ဇလန်ကဒီထက်အများကြီးပိုကောင်းအောင်လုပ်လို့ရရတာနဲ့နည်းနည်းရိုးရတယ်ပေါ့ဗျာဒါပေမဲ့အားသာချက်ကခုနပြောသလိုပဲရိုက်ချက်တွေအရန်လှတယ်ဒါရုပ်ရှင် င်ကားကြီးကြည့်နေရတဲ့ခံစားချက်တစ်ခုကိုခံစားရတယ်ဗောလေဒီနေ့ဘက်ကတော့ကျွန်တော် review ကတော့ဒီလောက်ပါပဲဖြစ်နိုင်ရင်တော့ဒီတစ်ပတ်မှာတော့ကျွန်တော်ဒီကားလဲလာကြည့်ချင်တယ်ဒါတစ်ညရီ3ရက်လဲဘာဖြစ်လို့လဲဆိုတော့ဒီကားလဲတမယ်ပုံမှန်တမယ်ဦးကြကားရင်းနဲ့ကွဲပြားမယ်လို့ကျွန်တော်ယူဆရတဲ့အတွက်ပေါ့လေဒါမဲ့လည်းရုံးမှာရှိတဲ့ဒီကင်မရာအဆိုင်တွေဘာရင်းညာကြီးတခြားအဆင်ပြေမပြေကြည့်အောင်ပေါ့အဆင်ပြေမယ်ဆိုလို့ရှိရင်တော့ဒီကားလဲကျွန်တော်ဒီဘက်လာကြည့်ပါလားတဒါ